Thank mm -hmm. you. ောက်က stress တွေပြီလာတယ်စိတ်ဖိစီးမှုများလာတယ်အဲဆိုရင်ကြောက်ကြစိတ်တွေများလာတယ်ဆိုတဲ့အခါမျိုးမှာကြာရင်အဲသူတို့စီမှာစိတ်ပိုင်းဆိုင်ရာအနေနဲ့ဆိုရင်အဲဆိုရင်ပူပန်တဲ့စိတ်တွေများလာတယ်ပေါ့နော်အဲဆိုတော့ဘာရမဟုတ်တာလေးတွေကိုထိတ်လန့်လာတယ်ဘာရမဟုတ်တာလေးတွေကိုကြောက်ရွံ့စိတ်တွေပေါ်လာတယ်ဆိုတာမျိုးလေးဖြစ်လာတယ်ဆိုရင်မူလွန်ကဲလာမျိုးဖြစ်လာတတ်တယ်ပေါ့နော်အဲနောက်တစ်ချက်အနေနဲ့ကကြာတော့အယုံစူးစိုက်လို့မရတာမျိုးတွေဖြစ်လာတတ်တယ်အဲဆိုတော့အလုံးလုံးနေအလုပ်ထဲမှာအယုံစိုက်လို့မရဘူးအဲကိုလုံးနေရဲ့အလုပ်တစ်ခုခုလုပ်နေတဲ့အတိုင်းပြီးဆုံးအောင်မလုပ်နိုင်ဘူးဆိုတာမျိုးလေးတွေဖြစ်လာတတ်တယ်ပြီးရင်အဲခဏခဏတတိမိတယ်ဆိုတာမျိုး မျိုးလည်းပြောတဲ့ဟာမျိုးလေးလည်းဖြစ်လာတတ်တယ်ပေါ့နော်ပြီးနောက်တစ်ခုကကျတော့အဲတိတ်ဆိတ်တူလွယ်လာတာပေါ့အဲအရင်တုန်းကတီးခတ်နိုင်တဲ့ကိစ္စလေးတွေကိုအခုနောက်ပိုင်းတီးမခံချင်လာတော့အဲတေးသေးလေးဆိုရင်လည်းသူတို့ဟို အရင်တုန်းကဆိုရင်ဒီဟာတွေတွေ့ကသူ့တွေ့ကဘာမှမဟုတ်ဘူးဒါပေမဲ့အဲ့လိုကိစ္စတေးသေးလေးကအစားသူ့တွေ့တွေအခုချိန်မှာဆိုရင်နည်းနည်းလေးလာပြောရတယ်စိတ်တူလားအဲ့တော့ပုံမှန်ထက်ဆိုင်ဒေါသထွက်လာတတ်တယ်ဒါတော့ကျွန်တော်စိတ်ပိုင်းဆိုင်ရာမှာဖြစ်တဲ့ဟာပေါ့အငယ်လေးတွေကလည်းအဲ့လိုမျိုးဆုံးမတိုင်းယင်းကြီးကြောင်းဖုခဲ့ကြမယ်တင်လေပေါ့နော်အဲ့လိုငိုရင်တောင်မှမငိုနဲ့ငိုရင်ထက်ရိုက်မယ်ဆိုတာမျိုးလေးနော်ကျွန်တော်တို့ခန်းစားခွင့်နေဆိုတာမျိုးကပေးပြီးတော့ခန်းစားခဲ့ရတယ်ဆိုတာကိုမရှိခဲ့ဘူးပေါ့နော်အဲ့တော့တယောက်နဲ့တယောက်အားပေးတာအစားအာဝန်းနေလို့ငိုရဲဆိုမငိုပါနဲ့တိတ်တိတ်တိတ်ဆိုတာမျိုးပေါ့နော်အဲ့တော့ဝန်းနေတယ်ဆိုဝန်းနေနဲ့ဝန်းနေနဲ့အဆင်ပြေ ွားမှာ哦ဒေါသဖြစ်တယ်ဆိုရင်哦တိခန့်လိုက်ပါစိတ်လျှော့လိုက်ဆိုတော့ကျွန်တော်တို့ခံစားခွင့်ပေးရတဲ့ဒီခံစားချက်တွေကိုတားဆီးခဲ့တာတွေပဲများတယ်ပေါ့เนาะဆိုတော့စိတ်ပိုင်းဆိုင်ရာအကူအညီယူရဲဆိုလို့ရှင်အဲကောင်ဆယ်လင်းယူရဲလို့တိလိုက်လို့ရှင်ဟဲ့သူကကောင်ဆယ်လင်းယူနေရလားတခုခုပုံမှန်မဟုတ်တယ်လို့အချိန်နေတွေးကြရဲပေါ့เนาะဆိုတော့ကောင်ဆယ်လင်းယူရတဲ့သူတွေမှာလည်းဒါကိုအနည်းနဲ့များအစိုးရရေးရှိတာပေါ့လူမသိအောင်ယူရတာရှိတယ်ဒီလိုခံစားချက်တွေတားဆီးရမျိုးရှိတဲ့အတွက်ကျွန်တော်တို့တောင်းတောင်းဖွင့်ပြဖို့ဆိုတာဟိုခေရင်လာကြရဲပေါ့เนาะဆိုတော့ကောင်ဆ လင်းယူရတယ်ဆိုတဲ့ဟာကိုယူချင်တဲ့စိတ်ရှိရင်တောင်မှတခါလေးမှဒီစတစ်ဂမာတွေကြောင့်ပဲကိုယ်နည်းနည်းလေးခြေလန်းတားဆီးနေကြီးမားတဲ့ဘဝအချိုးအကွေအပြောင်းလဲတွေဆိုတာလူတိုင်းရဲ့ဘဝမှာကြုံရတယ်ဒီမြင်းကလေးတစ်ခုတည်းမှမဟုတ်ဘူးကျမတို့ရဲ့ဘဝမှာဥမာကိုချစ်ရတဲ့သူတယောက်ပွေလွန်သွားတာเนาะဒါမျိုးတွေလည်းရှိရဲ့အသက်အိုးအိမ်စည်းစိမ်ပိုင်ဆိုင်ထားတာတွေဆုံးရှုံးသွားတာမဲ့တဘာဝ BND တွေဒါမျိုးတွေလည်းအများကြီးပါလာတယ်။စိတ်ကိုနာကျင်စေရတယ်ဆိုတဲ့အရာတွေက လူတွေရဲ့ဘဝမှာအကြောင်းတစ်ခုမဟုတ်တစ်ခုကြောင်းမလို့ပေါ်ပေါက်လာနိုင်ကိုယ့်ရဲ့အိမ်မှာမွေးထားတဲ့ဟိုချစ်တဲ့ခွေးလေးကြောင့်လေးပွေလွန်သွားတယ်ဆိုလို့ရှိရင်လည်းဒါကိုယ်စိတ်ထဲမှာနာကျင်ရတာမျိုးရှိရှိရပါတော့အဲ့တော့စိတ်ထဲမှာကအဲ့လိုမျိုးနာကျင်ရတယ်ဆိုရဲအပြောင်းအလဲတွေဘဝရဲ့အချိုးအကွေတွေပေါ့ဘာဖြစ်လို့ဒါတွေကိုအချိုးအကွေလို့ပြောတာလဲဆိုလို့ရှိရင်ကိုယ့်ချစ်တဲ့သူတွေမပါဘဲနဲ့ကိုယ့်ရဲ့လမ်းခရီးကိုဆက်သွားတော့မယ်ဒီအရာတစ်ခုကကိုယ့်စီမှာအမြင်နဲ့ရှိနေမယ်ကိုယ့်အမြင်နဲ့ပိုင်ဆိုင်နေမယ်လို့ထင်မဲ့အရာတစ်ခုကရုတ်တရက်ကြီးပျောက်ကွယ်သွားတယ်ဆုံးရှုံးသွားတယ်ပေါ့နော် အမ်မျိုးတွေရှိရဲ့အခါမှာအစ်စ်တစ်ခုအနေနဲ့ပြန်စရတဲ့အချို့အကွေတွေဆိုပြီးတော့ဒါကိုပြောကြရပါတော့စိတ်တည်ငြိမ်မှုမရှိဘူးဆိုလို့ရှိရင်တော့စိတ်ခံစားချက်တွေအများများနေတယ်။အာခုန stress တွေများတယ် anxiety ခုနပြောတဲ့ emotion တွေပေါင်းစုံကိုထကြွနေတယ်။ဟုတ်ကဲ့ကိုလုတ်เสียရရှိတဲ့အလုပ်ကိုအာရုံမဆိုင်နိုင်ဘူးအာမလုံနိုင်ဘူးနောက် emotion တွေအများများတယ်ဟိုက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 ျေနပ်ဖို့ရောကိုကိုကို ဟိုခံစားချက်လေးသိဖို့လဲသိနိုင်စွမ်းမရှိလာတော့ခန္ဓာကိုယ်မှာလည်းဒီ immune system တွေက stress hormone ကြောင့် immune တွေကျလာကျလာတော့ခုနကိုယ့်ရဲ့ sympathetic pattern တွေထိခိုက်လာတယ်နောက်စိတ်ကလေးကမကြည်တဲ့အတွက်သွားရတာလာရတာနောက်ဆက်ဆံတဲ့ communication တွေမှာလည်းစိတ်မရှိတာတို့စိတ်မကြည်တာတို့ relationship တွေမှာဆိုလဲလေ disconnect တွေဖြစ်လာ relationship ဘိုင်းတွေလည်းထိခိုက်လာဆိုခန္ဓာကိုယ်ရောစိတ်ရောဒါထိခိုက်လာခုန decision making တွေပေါ့နော်အာကိုယ်မှာ clarity လေး မရှိလာတော့ဟိုဟာလိုလိုဒီဟာလိုလိုဟိုဟာဖြစ်ချင်တယ်ဒီဟာဖြစ်ချင်တယ်ပြီးရင်တခြားလူကိုကြည့်လိုက်တယ်ပြန်တော့လဲသူ့လိုများဖြစ်နေမလားမသိဘူးဆိုရင်အတွေးပေါင်းများစွာနဲ့ ကြအထီးကျန်လဲဆိုတာတယောက်တည်းရှိမှအထီးကျန်တာမဟုတ်တခါကျအုပ်စုဝင်းနဲ့ရှိနေတယ်မိသားစုနဲ့ရှိရတယ်ငယ်ချင်းနဲ့ရှိနေလဲအထီးကျန်တဲ့စိတ်ကဖြစ်တယ်ပေါ့နော်တော်ကြနေပျော်လိုက်တော်ကြနေငိုလိုက်တော်ကြနေကြီးလိုက်အော်ငါအစီပြေသွားမယ်ဆိုပြီး motivation ချက်ချင်းပြန်တက်လိုက်ပြီးတခါလေးကြိုက်ပြန်ကြသွားလိုက်ပေါ့နော်အဲ့တော့အဲ့ဒီ mood changes ကတော့အမြဲရှိနေရပေါ့နော်အဲ့လိုအထီးကျန်တဲ့စိတ်တက်ကြတဲ့စိတ်ညစ်တဲ့ဆိုမစားနိုင်ဘူးဘာမှကိုမဝင်တော့တာပေါ့နော်တချို့လူတွေဆိုလို့ရှိရင်အ ပို့ဝင်တာအဲ့အများကြီးစားတာပေါ့နော်သူစိတ်အလိုလိုက်လိုက်တဲ့ပုံစံမျိုးပေါ့တွေ့ရအောင်အကုန်စားကြတာအဲ့လိုပုံမျိုးတွေလည်းရှိတယ်ပေါ့နော်အမတချို့ကတော့အိတ်မပြောကြတာများကြပါတယ်တယောက်တည်းသူတို့ကတတိထားမိလာမှအထီးကျန်တယ်လို့ပြောပေမဲ့တကယ်တကယ်အဲ့လိုအထီးကျန်လို့ရှိတယောက်တည်းပဲနေလိုက်တာတော့ပါပြီမလိုတော့ဘူးဆိုတာကိုကအဖို့လိုတာအဲ့ဒီချိန်မှာပေါ့နော်အဲ့ဒီလိုတဲ့ချိန်မှာပဲကျမတို့က ဘာလောက်တယ်ဆိုအများဆုံးကတယောက်ထဲနေလိုက်တာအခုနအမပြောသွားတဲ့ဇာတ် တောက်လျှောက်မှာလေတယောက်ထဲနေလိုက်တယ်တယောက်ထဲပဲနေလိုက်တယ်တယောက်ထဲပဲသွားလိုက်တယ်တယောက်ထဲပဲစားလိုက်တယ်ပေါ့အဲ့တော့အဲ့ဒါကအရန်ကိုထူးခြားတဲ့လက္ခဏာတစ်ခုလို့ပြောလို့ရပါတယ် စိတ်ကျမ်းမာရေးဆိုတာကဆင်းရဲချမ်းသာတာပဲဖြစ်ဖြစ်ပညာတတ်တာပညာမတတ်တာပဲဖြစ်ဖြစ်ပေါ့နော်ရုပ်ချောတာရုပ်မချောတာပဲဖြစ်ဖြစ်ဘလို့လူမျိုးမှမဆိုကျွန်တော်တို့ဒီစိတ်ကျမ်းမာရေးပြဿနာဆိုတာဖြစ်နိုင်ပါတယ်အိမ်ထောင်ဦးစီးလုပ်နေတဲ့လူတွေဒါမှမဟုတ်ဘူးဆိုရင်လည်းအဲတင်းမီတစ်ခုလုံးကိုလီဒါလုပ်နေရခေါင်းဆောင်လုပ်နေရတဲ့လူတွေမှာဆိုရင်အဲသူတို့ကသူတို့အဲဒီအဲစိတ်ကျမ်းမာရေးနဲ့ပြဿနာဖြစ်တယ်လို့ပြောလိုက်ပြီဆိုရင်အဲအဲ့ကောင်စိတ်ပြောတဲ့ကောင်လို့ပြောခံလိုက်ရမှာတိတ်ကြောက်ကြတယ်ပေါ့နော်အဲ့လိုဖြစ်လာတဲ့ခါကျရင်ကိုယ့်ကိုလက်ခံဖို့ရည်ကြီးပါတယ်လက်ခံပါစိတ်တော့ဖို့လိုရဲဆိုရင်စိတ်တော့ပါအဲဒါမှမဟုတ်ဘူးဆို ရင်အဲဒီစကားပြောကုထုံးနေနဲ့အဲကုဖို့လိုရဲဆိုရင်လည်းအဲစကားပြောကုထုံးလိုဟာမျိုးလေးတွေကိုယူပါမဆွေးနှင်းမတိုင်ပင်လို့ဖြစ်လာမဲ့နောက်ပိုင်းပြဿနာဖြစ်တဲ့အလုပ်ပေါ်မှာအယုံမဆိုင်နိုင်တာဖြစ်လာခဲ့ရင်ဒီတဲ့ပို့ပြောဆုံးရှုံးတာမျိုးဖြစ်လာနိုင်တယ်ပေါ့လေနော်အဲ့တော့အဲဆွေးနှင်းတိုင်ပင်ဖို့အတွက်ကိုအဲမကြောက်ပါနဲ့အခုအခုဒီအဲ27ရာစုကာလမှာစိတ်ကြမ်းမာရင်လည်းပတ်သက်ပြီးလူတိုင်းကလည်းအများကြီးသိမြင်လာပါပြီခွဲခြားဆက်ဆံမှုတွေလည်းအများကြီးရောလာပါပြီပေါ့လေနော်တချို့တော့စိတ်ခံစားမှုတွေပေါ့စိတ်ရဲ့နာကျင်မှုတွေပေါ့နော်စိတ်ရဲ့ခံစားချက်တိုင်းတော့လည်းမဟုတ်ဘူးပေါ့ကိုယ့်ဘာကို ဖြေပြောက်လို့ရတဲ့နီးလန်းနေရှိတယ်။တချို့အရာတွေကြတော့အငိုလို့လည်းမပြောက်ဘူး။စာနဲ့ချရေးလိုက်လို့လည်းမပြောက်ဘူး။တော့အဲ့လိုမျိုးရှိ။အဲ့ဒါဆိုလို့ရှိရင်တော့မလုပ်လို့ရလဲဆိုကျမတို့တကယ်ကိုတက်ကျွမ်းသားလေတဲ့ပညာရှင်တွေရှိရဲ့အဖွဲ့အစည်းတွေရှိရဲ့သူတို့နဲ့စကားပြောတာတွေလုပ်လို့ရတယ်။အဲ့တော့အဓိကတော့ဘာလဲဆိုစိတ်ရဲ့နာကျင်မှုတွေပင်ပန်းစင်းရဲမှုတွေဟာရှိတဲ့အနေအထားထက်เนาะအရန်ကိုကြာလာပြီ။ဟုတ်ကဲ့။ကိုလုံးနေကြအလုပ်တွေကိုလည်း focus မလုပ်နိုင်ဘူး။ဟုတ်ကဲ့။ အာယုံဝင်စားလို့မရအောင်ဆုံးဖြတ်ချက်တွေမှားနေရယ်လိုအပ်တာထက်ပိုပြီးများလာပြီအလုံးမှာလဲ focus မလုပ်နိုင်ဘူးလုံးဝမပြောတော့ဘူးအဲ့ဒါမျိုးတွေဖြစ်လာပြီเนาะကိုယ့်ရဲ့ daily ကိုလုပ်နေကြ activity ရဲ့မှာဘလို့မှအာယုံဝင်စားလို့မရတော့ဘူးဆိုလို့ရှိရင်တော့ဒါတွေကတကယ်သိရတဲ့သူတွေနဲ့ပညာရှင်တွေနဲ့ဆွေးနွေးရတိုင်မင်တာပြောဆိုတာနှစ်သိမ့်မှုယူတာ နော်ဒါမျိုးတွေလုတ်တင်တယ်တပတ်မှာဆိုရင်အဲ့မပြောရရက်တွေဘယ်နှစ်ရက်လောက်ရှိလဲဒီနှစ်ပတ်အတွင်းမှာအစားတော့ကလုံးဝမစားချင်တော့တာမျိုးပုံမှန်ထက်လွန်ကဲစွာအရန်ကြီးစားမိနေတာမျိုးရောရှိတာအဲ့ကိုလေးချိန်ဒီတလအတွင်းမှာတိတိတသာယော့သွားတာမျိုးရှိတာ ဟိုအရက်မွေးစေဝါတို့မဟုတ်ပေါ့နော်အရက်မွေးစေဝါမဟုတ်ပေမဲ့လည်းတခြားတော့ကိုယ့်အတွက်ဆိုးကျိုးတွေဖြစ်နေစေနိုင်မှန်းသိရတဲ့နဲ့ဒီကိစ္စတစ်ခုခုကိုဆက်လက်ပြီးတော့မှလှုပ်ဆောင်နေမိရဲ့ဆွဲလန်းနေတဲ့အပြုမူတွေရှိတာအလုတ်လုတ်တယ်ဆိုတဲ့အခါမျိုးမှာじゃအယုံဆိုင်လို့မရတော့တာမျိုးပေါ့နော်အဲတခုခုလိလာတင်ယူတဲ့အခါမျိုးမှာじゃအယုံဆိုင်လို့မရတာမျိုးရောရှိတာကိုယ့်ရဲ့နေတူဝါလုပ်ငန်းဆောင်တာတွေကိုမလှုပ်ဆောင်နိုင်တော့ဘူးလို့ခံစားမိတဲ့ရက်တွေရှိတာပေါ့ ကိုယ်စီမှာကြုံလာရတဲ့ stress တွေစိတ်ဖိစီးမှုတွေအခက်အခဲတွေကိုအဲကိုယ့်အနေနဲ့ကိုယ်ရင်ဆိုင်ဖြေရှင်းနိုင်တယ်လို့ခံစားရလားအဲပုံမှန်စားတော့တင်တာမစားနိုင်တော့ဘူးအဲပြီးရင်တခြားလူတွေနဲ့ထိတိဆက်ဆက်နေရတာမျိုးတွေမလုပ်ချင်တော့ဘူးဆိုတာမျိုးပေါ့နော်အဲ့လိုကိုကိုကို give side ဖို့မေ့နေရမျိုးရှိဒီ practice လေးတစ်ချက်ဟိုလုပ်ကြည့်မယ်ပေါ့နော်ဆိုလိုက်အခုမနဲ့ပြစ်စုံပန်တူတူရှိနေတဲ့အချိန်မှာခုဒီခန်းထဲမှာပစ္စည်းလေးတွေပါမြင်လဲငါးမျိုးပါမြင်လဲကိုမြင်တဲ့ဟာလေးတွေဆိုတော့နောက်တစ်ခုကခုဆိုလိုက် ခန္ဓာကိုယ်လေးမျိုးလုံးလေးပြိုက်ပြီးတော့ခန်းစားကြည့်မယ်။ခန်းစားကြည့်ပြီးတော့ခန္ဓာကိုယ်နဲ့ဖြစ်ဖြစ်အာအာယုံနဲ့ဖြစ်ဖြစ်ထိတွေ့နေတဲ့ဘာတွေနဲ့ထိနေရလို့ကိုယ်ကိုထင်လဲ touch ။ကိုယ်နည်းနည်းလေးမျိုးလုံးလေးခဏပြန်မှိတ်ပြီးတော့စလိုက်နှာခေါင်းလေးမှာလည်းအာယုံဆိုင်ပြီးတော့ဘာလေးရောအနိုင်ရလဲ။ပါဇက်ထဲမှာရောကိုယ်ဘလူလေးအရသာလေးခန်းစားရလဲကိုယ်အာရီဘာကြီးခြောက်နေလား။ဒါလေးကအလွယ်ကူဆုံးကိုကိုပြန်ပြီး reset ချလိုက်တယ်ပေါ့နော်။ဒီနေရာလေးမှာငါဘာလေးတွေ့ရလဲဘယ်ရောက်နေရလဲ။ခိုင်းဆိုလို့လူကကြည့်တော့ကြည့်တယ်။ဒါပေမဲ့ မမြင်ဟုတ်နောက်ခုနဘေးနားမှာဆိုလဲဒါခုနအနံလေးကြီးကောင်းနေတယ်အေးအေးလေးနဲ့နေနေရတယ်ဒီပစ္စုပန်ကိုဒါအလွယ်ကူဆုံး mindfulness ဆိုလဲခုမှခန်းတော့တကယ်ပြန်ရောက်လာတယ်ဆိုတဲ့ခံစားချက်ခုနတော့ရောက်မနေဘူးမန်တိုင်းပြောရင်ပေါ့ခုမှပြန်ရောက်လာတယ်လူသားတွေအနေနဲ့ကျမတို့ကဘဝဖြတ်တန်းမှုတွေကအမျိုးဆုံးကြုံဟုတ်ကဲ့ဟိုကောင်းမွန်တဲ့အရာတွေလည်းရှိသလိုဆိုးတဲ့အရာတွေလည်းရှိတယ်အဲ့လိုဟုတ်ကဲ့နော်ဒီဖြစ်ရဲ့ ိုလည်းကျမတို့ရဲ့ဘဝဖြတ်သန်းမှုတွေတည်းဟာတစ်ခုပေါ့နော်ဟိုဘယ်တော့မှမမေ့တော့တဲ့အရာတစ်ခုပေါ့နော်အဲ့လိုဖြတ်သန်းမှုတစ်ခုအနေနဲ့ပဲမှတ်ယူစေခြင်း ਨੇ ကျမတို့နေ့တိုင်းမှာကျမတို့ရှင်သန်နေရတဲ့အတွက်ကျမတို့လုတ်ဆရာတွေကြံနေသေးတယ်ဆိုတာကိုသတိရစေခြင်း ਨੇ လူတစ်ယောက်ကဟုတ်ကဲ့နော်သူမဆုံးပါခင်အချိန်အထိသူ့ရဲ့သူ့မှာလုတ်ဆရာတွေအများကြီးရှိသေးတယ်။သူအများကြီးလုတ်လို့ရသေးတယ်။အများကြီးလည်းဖြစ်နိုင်သေးတယ်။တက်ရှင်သန်နေသေးရဆိုတာကဘဝရဲ့ အဆုံးသက်ကိုမရောက်သေးဘူးအဲ့တော့ဆက်ပြီးတော့ပဲဒီခရီးလမ်းကိုဆက်သွားပါဆိုတာလေးကိုပြောချင်တယ်အဲ့တော့အချိန်ကလည်းစိတ်ကိုကုစားပါလိမ့်မယ်ကိုကအခုချိန်မှာအသက်ရှင်နေသေးတဲ့အတွက်ကြောင့်မလို့ကိုလုံနိုင်တဲ့အရာတွေကအများကြီးရှိနေပါသေးရဲ့ဆိုရယ်စိတ်နေပဲအဲတနေ့ချင်းပေါ့နော် တနေ့ချင်းစီကိုကြော်ဖြတ်သွားစီချင်ပါတယ်